င်အောင်ဆရာကောင်းတဲ့တဘာဝတရားကြီးထဲမှာဆယ်မွန်ငါလို့ခေါ်တဲ့တတ္တဝါတစ်မျိုးရှိပါတယ်။သူတို့ရဲ့ဘဝခရီးကစွန်စားခန်းတွေနဲ့ပြည့်နှက်နေပါတယ်။ဒီခရီးဟာ ရေကြီးရာမြေမာတဲ့ချောင်းလေးတွေရဲ့အောက်ခြေကြောက်စရစ်ခဲကြားကဥလေးတွေနဲ့စတင်ခဲ့တာပါ။ရတတပတ်အနေငယ်ကြတော့ဥဒေဘာနီငါးကလေးတွေပောက်လာပြီးမိခင်ဥရဲ့အာဟာရကိုမိဝဲနေကြပါတယ် သူတို့ဟာချောင်းလေးထဲမှာစတင်ကူခတ်ရင်းငားငယ်လေးတွေအဖြစ်ကြီးပြင်းလာကြပါတယ်။နှစ်နှစ်ခန့်ကြီးပြင်းပြီးတဲ့နောက်သူတို့ဟာဘဝရဲ့အကြီးမားဆုံးခရီးဖြစ်တဲ့စားငင်ရီပင်လယ်ကြီးစီကိုစတင်ထွက်ခွာကြပါတော့တယ်။ရေကြုံငါအစင်းကနေပင်လယ်ငါခေအသက်ရှင်ဖို့ခန္ဓာကိုယ်ဟာစားငင်ရည်နဲ့လိုက်လျောညီထွေထအောင်အသွင်ပလောင်ရပါတယ် င်လဲထဲမှာတော့သူတို့ဟာရဲရင်ပြတ်သားစွာအင်အားအပြည့်နဲ့ကြီးမားတဲ့တမုတ်တရား၅ကြီးတဲ့အဖြစ်နှစ်ပေါင်းများစွာစက်စားကြပါ၏ကြီးမားကြံပြတ်နဲ့ပင်လဲပြီးမှအန်ဒီရဲ့အမျိုးမျိုးကိုရှောင်းတင်းရင်မျိုးဖွားဖို့အတွက်အချိန်တန်တဲ့အထိရှင်သန်နေကြကြပါ၏မျိုးဆက်တွေမွေးဖွားဖို့အချိန်ကျလာတဲ့အခါသူတို့ဟာမွေးဖွားခဲ့တဲ့ရေချိုးနေရာစီပြန်ဖို့ခရီးစတင်ပါတော့တယ် ပင်လယ်ထဲကနေမိုင်မောင်းထောင်ကြီးဝေးတဲ့မူရင်းချောင်းစီကို ရေကြီးကိုဆန်ပြီးပြန်တက်ရတဲ့သူတို့ရဲ့ခရီးဟာအင်မတန်ခက်ခဲကြမ်းတမ်းကြပါတယ်။လန်ခရီးမှာ ရေတန်ခွန်တွေကြောက်တုံးအတားစီးတွေရှိနေပြီမေ။မျိုးဆက်အတွက်ဆိုတဲ့စိတ်ဓာတ်နဲ့၆ဖေ၇ဖေအထိခုန်တက်ပြီးကြော်ဖြတ်ကြပါတယ်။ဒီခရီးစဉ်တစ်လျှောက်လုံးသူတို့ဟာအစာလုံးဝမစားတော့ပါဘူး။ ခန္ဓာကိုယ်မှာစုဆောင်းထားတဲ့အာအင်တွေနဲ့သာရွှေ့ဆက်နေကြတာပါနောက်ဆုံးတော့ပင်မန်းဆင်းရဲစွာနဲ့မွေးဖွားခရချောင်းလေးစီကို ပြန်လဲရောက်ရှိလာပါပြီကျောတာနဲ့ငါအမကအမီးနဲ့ကြောက်စရစ်တွေကိုတူးဆိုပြီးဥချဟုတ်အသက်အတိုက် red ကိုစတင်ဖန်တီးပါတော့တယ်ထောက်မောင်းမြဆွာတော့ဥတွေကိုချပြီးတာနဲ့ငါအထီးကမျိုးအောင်အောင်ဖြုတ်လုပေးပါ යි မျိုးဆက်တဲ့ပို့တွင်းမှုရေးကြီးရဲ့အချိန်ပါပဲ မျိုးဖွားချင်းတာဝန်ပြီးဆုံးသွားတော့ချင်းသူတို့ရဲ့ဘဝဇက်ကွန်ဟာလေးပြီးဆုံးပါတော့လေမိဘနှစ်ပါးလုံးဟာဥအနီမှာပဲအသက်ဆုံးရှုံးကြပါတယ်သူတို့ရဲ့အသက်နဲ့လဲပြီးပြီးဆက်ခဲ့တဲ့ခန္ဓာကိုယ်တွေဟာနောက်ထပ်မျိုးဆက်တဲ့ငါးကလေးတွေအတွက်ပထမဆုံးအဟာရဖြစ်လာပြန်ပါတယ်ဒီလိုမျိုးအံ့ဩစရာကောင်းပြီးဆွန့်လွတ်အနစ်နာခံတဲ့ဘဝဇက်ကွင်ကနေတဆင်ဆယ်မွန်ငါးမျိုးဆက်ကခက်ခဲတန်းတဲ့မိုးတွေကိုကြော်လွှတ်ပြီးတီးတက်နေတာပဲဖြစ်ပါတယ်။ တဘာဝတရားဟိကြီးမားတဲ့ပေးဆက်မှုပါပဲ။